အာကျွန်တော် UFC 316မှာ Bruno Silva နဲ့ထူတော့မယ်အာ Keno Plus မှာကြည်လို့ကြည်လိုက်ပါအောင်အာမြန်မာပြည်သက်တွေအကုန်လုံးကျွန်တော်အာကျေးဇူးတင်ပါတယ်မင်္ဂလာပါခင်ဗျာ ဒီကနေ့တော့မိခဲ့တဲ့ရက်ပိုင်းတွင်းတော့ကဝမ်ချမ်ပီယံရှစ်ကချပြလိုက်တဲ့မိုးထက်အောင်ရဲ့တွဲဆိုင်မနေ့ကချပြလိုက်တဲ့ဆူအာဘလက်တွဲဆိုင်နဲ့ဒီတစ်ပတ်မှာရှင်ပြိုင်ထိုးသက်တော့မယ်ဂျိုရှွာပန်ရဲ့တွဲဆိုင်နဲ့အကြောင်းကိုအရင်ဆုံးပြောကြည့်ရအောင်မပြည်တယ်များခင်ဗျာဝမ်ချမ်ပီယံရှစ်ကတော့ခြေလာမဲ့ဇွန်လ13ရက်နေ့ညနေပိုင်းမှာကျင်းပမဲ့1 Friday 5 12ပြိုင်ပွဲအတွေ့ပါဝင်လာမဲ့အတိတ်ကတွဲဆိုင်ကြီးနှစ်ခုကိုကနအူးအူးဖျားဖျားချပြထားပြီးပါပြီ အဲ့ဒီထဲမှာကျွန်တော်တို့ရဲ့ Fighter Motown ရဲ့တွဲဆိုင်လဲပါဝင်လျက်ရှိပါတယ်ဒီပြိုင်ပွဲချင်းပါဖို့တပတ်ကြော်ကြီးများတော့လိုနေသေးတဲ့အချိန်မျိုးမှာ promotion ဘက်ကဘာဖြစ်လို့ခြားပြလိုက်တာလဲဆိုတော့ဒီတွဲဆိုင်တွေကအ धिक တွဲဆိုင်တွေဖြစ်နေလို့ပါပဲအ धिक ခေါင်းပွဲကြီးအဖြစ်တော့ Lebanon Fighter Abdullah Ondesh နဲ့ Ancient Time Fighter Sindon Thong တို့ကထိုးသက်ကြမှာဖြစ်ပါတယ်ဒီပွဲကစွမ်းဆောင်ရည်မှတ်တမ်းပိုင်းအဖြစ်ကြည့်မယ်ဆိုရင် အတော်ကြီးကိုဆွဲဆောင်မှုရှိတဲ့ပွဲမျိုးဖြစ်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ Abdullah Ondesh က135ပြိုင်ပွဲတွေမှာစုစုပေါင်း6ပွဲထိုး9ပွဲနိုင်တပွဲရှုံးရလက်ပိုင်ဆိုင်ထားသူပါ။သူနဲ့တွေ့မဲ့ Asian Time Fighter ကလည်း One Friday Fight စင်မြတ်ထက်မှာစုစုပေါင်း9ပွဲထိုး6ပွဲအထိနိုင်ရပြီးတပွဲသာရှုံးနိုင်ထားတဲ့ပြိုင်ပွဲမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီတွဲဆိုင်ကထိတ်ဆုံးကောင်းပွဲအဖြစ်သတ်မှတ်ဖို့ထိုက်တန်နေဆိုတာအထုတလဲပြောနေစရာကိုမလိုပါဘူး။ မိုးထောင်ရဲ့တွဲဆိုင်ကတော့ International Main Event ပုံစံမျိုးနဲ့ပါဝင်လာမှာဖြစ်ပါတယ်ဒါကဘလို့အတိတ်ပဲမျိုးလဲဆိုတော့1 Championship က135ပြိုင်ပွဲတွေကျင်းပပြီဆိုရင်ကာနာ၃ခုအထိအမျိုးမျိုးခွဲခြားထားတယ်ဆိုတာကျွန်တော်ပြည့်သက်တွေကိုအကြိမ်ကြိမ်ပြောပြခဲ့ပြီးပါပြီ။သူတို့ကမိန်ပွဲ၊ကိုမိန်ပွဲနဲ့ International Main Event ဆိုတဲ့ပုံစံမျိုးနဲ့တွဲဆိုင်၃ခုကိုကာနာမျိုးစုံနဲ့ခွဲခြားထားတာပါ။ International Main Event ဆိုတဲ့ပုံစံမျိုးကနိုင်ငံတကာကပြည်သက်တွေအတွက်အဓိကပြိုင်ပွဲကြီးလို့ရည်ရွယ်ထားပြီးခေါင်းစဉ်တက်ထားတာဖြစ်ပါတယ်။ပုံမှန်အဖြစ်တော့အဲ့ဒီတွဲဆိုင်တွေကိုပြိုင်ပွဲရဲ့အလဲကောင်တဲ့တဲ့လောက်မှထည့်သွင်းလို့ရှိပါတယ်။ဒါကြောင့်မို့လို့မုတ်ထောင်ရဲ့တွဲဆိုင်ဟာဒီတစ်ခါမှတော့ပြိုင်ပွဲအလေကောင်တဲတဲလောက်မှပါဝင်လာပွဲရှိနေတယ်လို့ကျွန်တော်ကကြိုပြီးခံမှန်းပေးကြပါတယ်။ဒီတစ်ခါမုတ်ထောင်နဲ့တွေ့နေတဲ့ fighter ကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့လုံးဝမဆိုင်တဲ့ Asian Time Fighter Component ဖြစ်ပါတယ်။ ်ခွန်ဗုံနိုင်ကဆိုလုံးကိုအနိုင်ယူခဲ့ဘူးတဲ့ဆက်ဆံရဲ့ညီအရင်ဖြစ်ပါတယ်။သူနောက်ဆုံးကစားခဲ့တဲ့ပွဲမှာကျွန်တော်တို့ရဲ့ Moon Fighter Sun Rat နဲ့တွေ့ဆုံခဲ့ပြီးဒိုင်အဆုံးဖြတ်နဲ့အသာစီရယူထားသူပါ။ကွန်ဗိုနိုင်ဟာ135စင်မြင့်ထက်မှာတော့စုစုပေါင်း9ပွဲထိုး9ပွဲနိုင်2ပွဲရှုံးရလက်ပိုင်ဆိုင်ထားပါတယ်။အဲ့ဒီထက်မှာသူကဘောနပ်စု3ချိန်ထိတောင်းဆွခုထားသူပါ မုထအောင်ကတော့1 Friday Fight စစ်မြက်ထက်မှာစူပေါင်း၃ပွဲထိုး၂ပွဲနိုင်၁ပွဲရှုံးရလက်ပိုင်ဆိုင်ထားပါတယ်။သူဟာနောက်ဆုံးထိုးခဲ့တဲ့ပွဲတုန်းက Asian Time Fighter ဖြစ်တဲ့ Semidan နဲ့ထိတ်တိုက်တွေ့ခဲ့တာပါ။အဲ့ဒီပွဲမှာလည်းတိုင်ဆုံးဖြတ်နဲ့အကျုံးပေးထားရတာဖြစ်ပါတယ်။မုထက်အောင်ဟာ1 Friday Fight Club ကဖွင့်ပွဲစဉ်တွေတုန်းကဂျပန်ဖိုက်တာတွေနဲ့ဇက်တိုက်တွေ့ခဲ့ရပေမဲ့အခုနောက်ပိုင်းမှာတော့ Asian Time Fighter တွေနဲ့ဇက်တိုက်တွေ့လျက်ရှိပါတယ်။ ခွန်ပုံနိုင်ကဘလပုံစံမျိုးကစားတတ်တဲ့ဖိုက်တာလဲဆိုတာဆိုရက်နဲ့ပွဲမှာတုန်းကမြမပြည့်သက်တွေအမှန်ကန်မြင်ခဲ့ကြရပြီးပါပြီ။အနိကတရောင်ရဲ့ချက်တွေဦးစားပေးပြီးဆွန်ရက်ကိုတိုက်ခိုက်သွားခဲ့တာပါ။ဒါကြောင့်မို့မထအောင်အနေနဲ့ပြိုင်ဘက်ကိုဘလို့ပုံစံမျိုးနဲ့ရင်ဆိုင်ကစားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါလေ။ဒီနေ့မှာကျွန်တော်ကြားမိတဲ့သတင်းတစ်ပုဒ်ကိုပြောရရင်မထအောင်ကခါတန်ရာပြဿနာရှိခဲ့ဘူးပါလေ။အဲ့ဒီတန်ရာကခင်းခင်းရှင်းရှင်းပြောက်ပြီလားဆိုတာကျွန်တော်တို့လည်းမသိကြသေးပါဘူး။ ဆမီဒန်နဲ့ပွဲမှာတော့ကသူ့ရဲ့စွမ်းဆောင်ရည်ပိုင်းက100%ပြေဝမဟုတ်တာတော့သိကြပါတယ်။အဲ့ဒီခါတန်ရောက်ကြောက်လားဆိုတာစဉ်းစားကြည့်ရမှာပါ။ဒီတစ်ခါမှာတော့အဲ့ဒီတန်ရာကလုံးဝအကင်းရှင်းပျောက်ကင်းသွားပြီးခွန်ဖုန်နိုင်ကိုရာဂိုင်းလုံးအပြည့်နဲ့ရင်ဆိုင်ကစားဖို့မျှော်လင့်ပါတယ်။စိတ်မကောင်းစွာနဲ့ပြောရရင်အခုနောက်ပိုင်းကျွန်တော်တို့မြန်မာဖိုက်တာတွေအနေထားကဒေါ်လာသသိန်းနဲ့စာချုပ်မှန်းလို့ရတဲ့အဆင့်မျိုးမရောက်ပါဘူး။ ဘလို့ပုံစံမျိုးလဲမှဆိုတော့ဒေါ်လာတသိန်းနဲ့စားကြုပ်မှန်းနေတဲ့ fighter တွေကိုစာမေးပွဲစစ်ပေးရမယ့်အနေအထားမျိုးဖြစ်နေပါတယ်။ကွန်ဖုန်နိုင်တဲ့မုထအောင်တို့တွဲဆိုင်ကအဲ့လိုပုံစံမျိုးပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကွန်ဖုန်နိုင်ကဒေါ်လာတသိန်းနဲ့စားကြုပ်ရဖို့မှန်းနေတဲ့ fighter ပါ။သူရဲ့နိုင်ပွဲဆက်အရေးအတွက်ကိုတဖြည်းဖြည်းနဲ့ဆွဲဆန့်သွားရင်အဲ့ဒီပန်းနိုင်အထိရအောင်ရှောက်လန်းဖို့ပြင်မှတ်ထားတဲ့ fighter ဖြစ်ပါတယ်။မိုးထအောင်ကတော့အဲ့လိုရှောက်လန်းတဲ့အနေထားမှာစာမေးပွဲဝင်ပြီးစစ်ပေးရှာမှာပါ။ ဘာပဲဖြစ်ဖြစ်ကိုဖိုက်တာဖြစ်နေလို့ဒီတစ်ခါမှတော့ထိမှတ်မထားတဲ့စွမ်းဆောင်ရည်တွေနဲ့ရလက်ကောင်းယူပြနိုင်ပါစေလို့ဆန္ဒပြုပါရခင်ဗျာမြိတ်တမ်းများခင်ဗျာမနေ့ကတော့ဝမ်ချန်ပီယံရှစ်ကဇွန်လ28ရက်နေ့တန်ဘိုကပ်ပုံစံမျိုးနဲ့ခန်းကနာနာကျင်းပမဲ့1 Friday 5 140ပြိုင်ပွဲအတွက်နောက်ထပ်တွဲဆိုင်တစ်ခုကိုထပ်မံကြေညာလိုက်ပါတယ်အဲ့ဒီတွဲဆိုင်ကထိုင်းကရင်ဖိုက်တာဆူအပလက်နဲ့စူပါအေဂျန့်ကိုအနိုင်ယူထားတဲ့ဆန်ငါတစ်တို့ရဲ့တွဲဆိုင်ဖြစ်ပါတယ် ဒီ website နဲ့ပတ်သက်လို့မြန်မာပြည်သက်တော်တော်များများအံ့အားသင့်ကုန်ခဲ့ကြပါတယ်။မဖြစ်လို့လဲဆိုတော့ဒီ fighter နဲ့ထိတိုက်တွေ့လိမ့်မယ်လို့ဘယ်သူကမှထင်မှတ်မထားကြပါဘူး။စူပါပလက်ဟာပတဝိတ္တခေါင်းစဉ်အောက်ကနေမွေထိုင်းပွဲတွေစက်တိုက်ထုတ်သက်ခဲ့သူပါအဲ့လိုထုတ်သက်ရင်းနဲ့ဒေါ်လာသသိန်းနဲ့စာချုပ်ကြီးကိုသိမ်းပိုက်ခဲ့သူဖြစ်ပါတယ်ထို့သောနောက်ဆုံးကစားခဲ့တဲ့၃ပွဲစက်တိုက်ရှုံးနိုင်ပြီးမှတော့သူဟာအတိုင်းအတာတစ်ခုထိပွဲစဉ်တွေနဲ့ဝေးကွာခဲ့ပါတယ် ဒါကသူ့ရဲ့စွမ်းဆောင်ရည်ပိုင်းပြန်လည်တည်ငြိမ်လာဖို့အတွက်အတိုင်းအတာတစ်ခုထိနားယူလိုက်တယ်လို့ဆိုလို့ရမယ်ထင်ပါတယ်။ဒါဆိုရင်ပွဲခင်းချင်းကိုပြန်ပြီးချင်းကဲကြည့်ရအောင်မ။ promotion ဘက်ကတော့15တစ်ကို super star fighter တယောက်ဖြစ်စေချင်တယ်ဆိုတာလုံးဝဖုံးကွယ်ထားစရာကိုမလိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့ပွဲတည်လိုက်တိုင်းဒီလိုပုံစံမျိုးပဲခင်းချင်းနေတာပါ။ သူတို့ရဲ့အတွေ့အမှားဆန်ကာတစ်ကထိုင်းပြည်သက်တွေကိုလွှမ်းမိုးနိုင်တဲ့ fighter တယောက်ဖြစ်လာဖို့လားလားရှိတယ်လို့အမှန်ကန်ကောက်ချက်ချထားပုံရပါတယ်။ဒါကြောင့်မို့လို့သူ့ကိုပွဲချက်ပစ်တာမျိုးလည်းမရှိပါဘူး။သူနဲ့ life ဖက်မဲ့ထင်းတဲ့ပြိုင်ဘက်မျိုးတွေကိုမှရွေးပြီးပွဲတည်ပေးနေတာပါ။ဒီအကြောင်းတွေကို super jet နဲ့ပွဲဖြစ်တဲ့အခိုက်အတန့်မှာကလေးကကျွန်တော်ကပြည်သက်တွေကိုအသေးချာရှင်းလင်းပြခဲ့ပြီးပါပြီ။ခုလေနောက်ကျင်တိုက်ဆိုင်နေတဲ့အချက်လေးကိုထပ်ပြီးဆွဲထုတ်ပြခြင်းပါတယ်။ ဝမ်ချန်ပီယံရှစ်ဟာ15တက်ကိုပွဲတည်ပြလိုက်ပြီးဆိုရင်သူတို့ရဲ့ Asian Tiger စစ်ဖိုက်တာမျိုးမဟုတ်တာအတော်ကိုတိုက်ဆိုင်လွန်ပါတယ်။မဖြစ်လို့လဲဆိုတော့ Thai Fighter အချင်းချင်းထိတိုက်တွေ့တဲ့ပွဲဆိုရင်သူတို့ Thai ပြိတ်သက်တွေကလည်းအရင်ကြီးစိတ်ဝင်စားတာမဟုတ်ပါဘူး။ဒါကြောင့်မလို့15တက်ကိုပွဲတဲတဲ့အနေထားမှာပြည်သက်တွေလည်းကြွကြွဆူဖြစ်အောင်သူတို့ကအမြဲတမ်းထဲသွင်းစဉ်းစားလေးရှိပါတယ်။အဲဒီလိုထဲသွင်းစဉ်းစားလိုက်တိုင်းမြန်မာပြည်သက်တွေဘက်ကိုပဲဥတီလာတာပါ။ ူပါအေဂျင့်နဲ့ပွဲတုန်းကလည်းအဲ့လိုပုံစံမျိုးနဲ့ပွဲဖြစ်ကြတာဖြစ်ပါတယ်ကူဆူအပလက်နဲ့ပွဲမဖြစ်ခင်မှာလဲမြန်မာလက်ဝိလောကကဖိုက်တာတယောက်နဲ့ပွဲတဲခဲ့သေးတယ်လို့ကောလာဟာလာသတင်းတချို့ကဆိုပါတယ်။သို့တော်လည်းအဲ့ဒီဖိုက်တာနဲ့ပွဲမဖြစ်ဘဲဆူအပလက်နဲ့ထပ်ပြီးပွဲဖြစ်ပါတယ်။ဆူအပလက်ဆိုရလဲကျွန်တော်တို့မြန်မာຫນွယ်ပါထိုင်းကရင်ဖိုက်တာဖြစ်နေပြန်ပါတယ်။ဒါနည်းဆိုရရင်ကရင်ပြည်သက်အခိုင်အမာရှိတဲ့ဖိုက်တာမျိုးပါ ဒါကြောင့်မို့လို့ promotion ဟာဆန်ငါတစ်ကိုပွဲပေးတဲ့အနေထားမှာအတော်ကြီးကိုဇက်ညွန့်နေတေချာ view site နဲ့ရေးဆွဲထားတယ်လို့ဆိုလို့ရပါတယ်။ဒီ fighter နှစ်ယောက်ကပေါင်140 catch weight တန်းခေါင်းဆင်အောက်ကနေ kickboxing ပွဲထိုးမှာပါ။တနည်းဆိုရရင်ဆန်ငါတစ်ရဲ့ weight တန်းကို super black ကဆင်ပြီးထိုးပေးရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စူအပလက်ကပေါင်145ပေါင်ဘန်နဝိတ်တန်းခေါင်းစဉ်အောက်ကနေမွေထိုင်ပွဲတွေထိုးခဲ့သူပါ ကောင်းဘက်ကနေပြန်ပြီးကြည့်မယ်ဆိုရင်တော့ဆူအပလက်ဟာမွေတိုင်းပွဲတွေထိုးတဲ့အနေထားမှာပညာရဲ့ပိုင်းကောင်းမွန်မိမဲ့သူ့ရဲ့မေယိုခံနိုင်မှုပိုင်းကအားနည်းတယ်ဆိုပြီးပြည်သက်အများစုကမှတ်ချက်ပေးကြပါတယ်။အခုတော့ကစ်ဘောက်ဆင်ပွဲဖြစ်နေလို့လက်အိတ်ထူကြီးနဲ့ထိုးရမှာပါ။ဒီအနေထားကသူ့အတွက်အားသာချက်ဖြစ်မလားဆိုတာစောင့်ကြည့်ခြင်းစရာတော့ကောင်းပါတယ်။ထပ်ပြောရရင်ဝမ်ချင်မြင်ရှိက15တက်ကိုမိတ်ကလိမ့်ဖို့စူးစမ်းတဲ့နောက်ထပ်ပွဲတစ်ပွဲလို့ဆိုခြင်းသေးပါတယ်။ ။မဖြစ်လို့လဲဆိုတော့ခေပေါင်စင်ပွဲတည်ကျန်နေဆိုရင်ဂျပန်ကပြိုင်ဘက်တွေမှပေါ်မှပေါ်ပါပဲ။ဂျပန်ကဖိုက်တာအများစုကခေပေါင်စင် background ကနေလာတဲ့သူတွေပါ။ဘာဖြစ်လို့အဲ့ဒီဖိုက်တာတွေနဲ့ပွဲမတည်ပဲမြန်မာပြည်သက်တွေနဲ့ဆက်နွယ်နေတဲ့ဖိုက်တာတွေနဲ့ပဲဇက်တိုက်ပွဲတည်နေတာလေဒါကစဉ်းစားကြည့်မယ်ဆိုရင်အတော်ကြီးကိုတိုက်ဆိုင်မှုတွေဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ် promotion တွေဆိုတာသူတို့စင်တင်ရင်းနဲ့ဖိုက်တာတွေဆိုရင်ဘလို့ပုံစံမျိုးဇက်ညွှန်းရေးတဲ့ဆိုတာပြည်သက်တွေမြင်ရင်ကျွန်တော်တင်ဆက်ရကြုံနဲ့ပါပြီ တခါလေးမှာတော့ promotion တိုင်းကဒီလိုအကွက်မျိုးတွေကိုတေချာခင်းပြီးရှောက်လန်းလေးရှိပါတယ်။ပြည်သက်များခင်ဗျာဒီတစ်ပတ်တင်းငွေနေ့မနက်ပိုင်းမှာတော့ပြည်သက်တွေအားလုံးစောင့်မျှော်နေကြတဲ့ Joshua Ban ရဲ့နောက်ပွဲကိုကြည့်ခွင့်ရတော့မှဖြစ်ပါတယ်။ Joshua Ban ဟာတနင်္ဂနွေနေ့မနက်ပိုင်းမှာကျင်းပမဲ့ UFC 316ပြိုင်ပွဲမှာ Brazil Fighter Bruno Silva နဲ့ရင်ဆိုင်ထိုးသတ်မှာဖြစ်ပါတယ်။ တကယ်တော့ဒီ fighter နှစ်ယောက်က UFC 330ပြိုင်ပွဲမှာကလေးကထိတ်တိုက်တွေ့ကြရမှာပါအဲ့ဒီတုန်းက Bruno Silva ကဒဏ်ရာပြဒနာအကြောင်းပြချက်နဲ့နှုတ်ထွက်သွားခဲ့လို့ UFC ဟာအဲ့ဒီနေရာကို Ray Suruya နဲ့စာထုတ်ပြီးဖန်တီးပေးခဲ့တာဖြစ်ပါတယ် Joshua Ban ဟာ UFC Fighter ဘွားမှာစုစုပေါင်း9ပွဲထိုး6ပွဲနိုင်တဲ့ပွဲရှုံးရလက်ပိုင်ဆိုင်ထားပါတယ်။နာမည်ကြီး Fighter တွေလိုထိတ်ဆုံးကောင်ပွဲပုံစံမျိုးတော့မထိုးသက်ရသေးပါဘူး။ ။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ ranking သတ်မှတ်ချက်ကအခုမှအဆင့်15အတွင်းမှာပဲရှိနေသေးပါတယ်။ဒါကြောင့်မို့လို့အဆင့်30အတွင်းရောက်မှ UFC Fight Night ပြိုင်ပွဲတွေရဲ့ထိတ်ဆုံးကောင်းပွဲတွေပုံစံမျိုးတွေထိုသက်ရပွေရှိပါတယ်။သို့တော်လည်းလက်ရှိအချိန်မှာကလည်းကပေးပါဘူးနဲ့ကျင်းပတဲ့ပြိုင်ပွဲကြီးတွေမှာပဲဇက်တိုက်ထိုသက်ခွင့်ရနေတာပါ။ဒါကကျွန်တော်တို့ Fighter လေးအတွက်အသာချက်ဖြစ်ပါတယ်။ သူနောက်ဆုံးကစားခဲ့တဲ့လေးပွဲကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီလေးပွဲစလုံးကမိပါဘူးနဲ့ကျင်းပတဲ့ပြိုင်ပွဲတွေချီးမာပါပဲ UFC 306ပြိုင်ပွဲတုန်းက Mexico Fighter Chiren နဲ့ထိုးရပါတယ်အဲ့ဒီနောက် UFC 310ပြိုင်ပွဲမှာ Cody Darden နဲ့ထိုးသက်ခဲ့ရတာပါ UFC 330ပြိုင်ပွဲမှာတော့ Ray Surya နဲ့ထိုးသက်ခဲ့ရပါတယ်ဒီဒီကြိမ်ကျင်းပမဲ့ UFC 316ပြိုင်ပွဲမှာ Bruno Silva နဲ့ထပ်မံထိုးသက်ရတော့မှာပါ ဒါတွေအားလုံးကိုခြုံကြည့်လိုက်ရင်ဂျော့ရှော့ပန်ရဲ့ကစားပုံကဘလောက်ထိပြည်သက်တွေကိုဖျော်ဖြေမှုပေးတယ်ပြည်သက်ဆွဲဆောင်မှုဘလောက်ရှိတယ်ဆိုတာပရိုမိုးရှင်းကကောင်းကောင်းသဘောပေါက်တယ်ဆိုတာမြင်သာနေပါတယ်။ဘာဘောကပြည်သက်တွေကလည်းဂျော့ရှော့ပန်ရဲ့ကစားပုံနဲ့ပတ်သက်ပြီး အတော်ကြီးကိုသဘောကျကြတာပါ။ဝေစုရနဲ့ပွဲမှာပြိမ်ပက်ဖြစ်သူရဲ့တိတ်တောင်းတွေကိုအချိန်ချင်းခုခံပြသွားခဲ့လို့ဖလိုင်းဝိတ်တန်းရဲ့ချန်ပီယံလောင်းအဖြစ်တောင်းတင်စားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Joshua Ban လိုအပ်နေတာကဒလိုစမ်းသပ်မှုမျိုးဖြစ်ပါတယ်။အခုတော့ Joshua Ban ဟာ UFC စင်မြင့်ထက်မှာ Stand Fight Fighter နဲ့လဲထိုးပြီးပြီး Ground မားနဲ့လဲထိုးပြီးပြီးသူနဲ့နင်းလာငါလာရှင်ထိုးမဲ့ပြိုင်ဘက်တွေနဲ့လဲထိုးကြည့်ပြီးပါပြီ။ပြောရရင်စာမေးပွဲကိုပုံစံမျိုးနဲ့အစမ်းသက်ခံပြီးပြီလို့ဆိုလို့ရပါတယ်။ဒါကြောင့်မလို့ဂျိုရှွာဘန်ရဲ့အနာဂတ်ကမျောလင့်ချက်တွေအများကြီးရှိနေတယ်လို့ဆိုနေကြတာပါ။ ကာယကရှင်ဖိုက်တာကလည်းလုံးဝအဆက်မပြတ်ကြိုးစားတော့သူ့ရဲ့ရီမန်းချက်တွေကလာမယ့်နှစ်အနေငယ်အတွင်းမှာအကောင့်တဲဖော်လာပွဲရှိတယ်လို့ဆိုကြည့်ချင်ပါတယ် UFC စင်မြင့်ထက်မှာဝက်သိရလက်နဲ့အနိုင်ရတဲ့နှုံသားတွေကြာဆင်းလာတာနဲ့ပတ်သက်လို့တော့ကာယကရှင်ဖိုက်တာလေးကအခုလိုပဲရှင်းပြသွားခဲ့ပါတယ်။အလဲတို့နဲ့အနိုင်ယူပြတာကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်ပြိုင်ဘက်တွေကိုအနိုင်ယူခဲ့တဲ့ပုံစံတွေကလည်းမေးခွန်းထုတ်စရာမရှိဘူးလို့မြင်ပါတယ်။ ရင်ဘက်တိုင်းကိုကျွန်တော်ကအသားစီးတွေယူပြီးပဲကစားခဲ့တာပါ။နေကြတာကတော့ကျွန်တော်ပါဝါကအတော်လေးကောင်းတယ်ထင်ပါတယ်။ဒါကြောင့်လဲသူတို့ကကျွန်တော်နဲ့ပခုံးချင်းရှင်ထိုးဖို့ကိုဘယ်တုန်းကမှမကြိုးစားကြပါဘူး။ကျွန်တော်ပွဲထိုးပြီဆိုရင်သူတို့ကလှည့်ပတ်ပြေးလိုက်ဘေးရှောင်ပြေးလိုက်တာတွေပဲများပါတယ်။ Fury FC မှာကျွန်တော်ထိုးတုန်းကပွဲတွေကိုပဲကြီးလိုက်လေ။ပွဲတိုင်းကနှစ်ချီမကျော်ပါဘူး။ပွဲတိုင်းကိုအဲ့ဒီအတွက်မှပဲပွဲသိမ်းပြခဲ့တာပါ။ အဲ့ဒီတော့ပြိုင်ဘက်တွေကမြန်ရှင်းဆိုင်ရှင်ထိုးလာမယ်ဆိုရင်ကျွန်တော်လည်းပွဲသိမ်းရလက်တွေရလာနိုင်မှာတယ်လို့တုံ့ပြန်သွားခဲ့ပါတယ် So uh I'm not gonna go in there and look for a finish you know what I mean if if it's there I'm gonna take it but if it's not there I'm not gonna force it I'm gonna fight him smart Joshua Ban ရဲ့ UFC မှာအနိုင်ရထားတဲ့6ပွဲကိုကြီးလိုက်မယ်ဆိုရင်ဖိလစ်ပီးဘူးနဲ့တပွဲကလွဲလို့ကျန်တဲ့ပွဲစဉ်တွေအားလုံးဒိုင်းအဆုံးဖြတ်တွေနဲ့ခံယူခဲ့ရတာဖြစ်ပါတယ် သို့တော်လဲသူပြောခဲ့သလိုပဲဒိုင်းဆုပ်ပြတ်ခံယူရတဲ့ဆိုပေမဲ့သူ့ရဲ့ကစားပုံပိုင်းစွမ်းဆောင်ယူပိုင်းကမိခွန်းထုတ်เสียကုန်မရှိပါဘူး။ပြင်ပက်တွေအကုန်လုံးနှီးပါကိုပွဲသိမ်းလို့နှီးပါအထိသူကစွမ်းဆောင်ပြခဲ့တာပါ။ထပ်ပြောရရင်သူရှုံးမိထားရတဲ့ချွာကျွန်းစင်ကိုတောင်သူကပွဲသိမ်းလို့နေပါအထိတစ်ဖက်သက်ကစားပြခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဂျော့ရှွာဘန်ရဲ့အဲ့ဒီအပိုင်းနဲ့ပတ်သက်လို့တော့မိကွန်းတွေအများကြီးထုတ်เสียမလို့ဘူးလို့မြင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွန်းလုံးကကျွန်တော်တို့ရဲ့ Gunwan Fighter ကြီး Online အဆန်းဟာ Joshua Benchia တက်ဆက်ပြီးနယ်ကိုရောက်ရှိလာခဲ့ပါတယ်။အကြောင်းရင်းကသူနဲ့အတူတူလေ့ကျင့်ပြင်ဆင်ခဲ့တဲ့ Dagestan Fighter တယောက်က Fury Fight Championship မှာဝင်ရောက်ထိုးသက်ဖို့ဖြစ်ပါတယ်။ Fury Fight Championship ကတက်ဆက်မှာကျင်းပတာဖြစ်ပြီး Joshua Ban ကိုယ်တိုင်လည်းအဲ့ဒီ promotion ကနေ UFC ကိုကူးပြောင်းရောက်ရှိလာခဲ့တာပါ။အဲ့လိုရောက်ရှိလာတဲ့အချိန်မှာ Online Sense က Joshua Ban နဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဂျိုရှွာဘန်ရဲ့ဂျင်မာလည်းအတူတူပူးတွဲလေ့ကျင့်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ချင်းလူငယ်လေးနယ်လည်းဒင်နာတူတူစားခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ကန်နေပလက်ကမင်းမြန်ရမှာတော့ကိုင်ကရှင်လူငယ်ဖိုက်တာလေးကအခုလိုပြန်လဲရှင်းပြသွားခဲ့ပါတယ်။အောင်လာနဲ့အပြင်မှာတွေ့လိုက်ရတာသိကောင်းပါတယ်။သူကလူကောင်းကြီးကြီးပြ။ကျွန်တော်တို့ဒီကျွမ်းတာကြာပါပြီ။ Instagram မှာဆိုရင်အများရန်ပြောဆိုနေကြလို့အရန်လဲရင်းနေပါတယ်။ ဒါပေမဲ့အပြင်မှာလူချင်းတစ်ခါမှမဆုံသေးဘူးပါဘူး။ပုံတွေထဲမှာကြည်ရတာနဲ့တင်အောင်လာကလူကောင်တော်တော်ကြီးတဲ့ဆိုတာခံမှန်မိပါတယ်။ဒါပေမဲ့အပြင်မှာတွေ့တော့ကိုထင်ထားတာထက်တောင်ပိုပြီးလူကောင်ကြီးတယ်ဗျာ။တစ်ချိန်ထဲမှာသူ့ကိုသူလည်းနှိမ့်ချသလားမမင်းနဲ့ပေါင်းသိမ်းရတာလဲလွယ်ကူတဲ့သူပါ။သူကကျွန်တော်တို့စီလာမယ်ဆိုတော့အန်အားတောင်တင့်သွားမိပါတယ်။ လက်ရှိသူ့ရဲ့အနေအထားသူရယူခဲ့တဲ့အောင်မြင်မှုတွေနဲ့သူ့အစဉ်တန်းကိုကြည့်ပြီးကျွန်တော်တို့လိုချတိတ်လေးတွေကိုတောင်း respect ပေးပြီးဆက်ဆံတာသင်ယူစရာတွေချီးပါပဲကျွန်တော်ကတော့သူ့စီကနေအများကြီးကိုသင်ယူပစ်ခဲ့ပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်ကြောင်ရကိုပြန်ဆက်ရရင်ဂျိုရှွာဘန်နဲ့ထိတ်တိုက်တွေ့နေတဲ့ဘရူနိုဆေဗာကဂျိုရှွာဘန်ကိုရှင်ထိုးမဲ့ပြိုင်ဘက်မျိုးဖြစ်ပါတယ်။ သူဟာနောက်ဆုံးပွဲမှာမာနကတ်နဲ့မတွေ့ခင်အချိန်ထိ UFC မှာ၄ပွဲဆက်တိုက်အနိုင်ရခဲ့ပြီးအဲ့ဒီအနိုင်ရတဲ့၄ပွဲစလုံးမှာဘောနပ်စုတွေပဲဆက်တိုက်ဆွတ်ခူးခဲ့တာပါဒလူစွမ်းဆောင်ရည်မျိုးကရှာမာချာစွမ်းဆောင်ရည်မျိုးဖြစ်ပါတယ်ခုနောက်ပိုင်းမှာဆိုရင်ဘရာဇီးကဖိုက်တာတွေပဲဒလူပုံစံမျိုးတွေစွမ်းဆောင်ပြနေတာဖြစ်ပါတယ် promotion ဘက်ကလည်းသူရဲ့အဲ့ဒီစွမ်းဆောင်ရည်ပိုင်းကိုအထင်ကြီးမိလို့ကိုမာနကက်နဲ့ပွဲတယ်ပေးလိုက်တာပါ တနည်းပြောရရင် flyweight တန်းထိပ်ပိုင်းကိုတက်ဖို့အတွက်ဘသူကပိုပြီးအရင်ချင်းစစ်မှန်လဲဆိုတာစာမေးပွဲစစ်ကြည့်လိုက်တဲ့ပွဲမျိုးဖြစ်ပါတယ်။မန်နကက်နဲ့ပွဲမှာတော့ Bruno Silva ကတဆင့်နိုင်နေဆိုတာပြည်သက်တွေလည်းလက်ခံကြပြီးပါပြီ။ဒီပွဲထိုးသွားတဲ့အနေထားကအရန်ကိုကြည့်လို့ကောင်းခဲ့တယ်ဆိုတာပြည်သက်တွေအားလုံးလည်းလက်ခံကြပါတယ်။မန်နကက်က Bruno Silva တဲ့ခေါင်းတလုံးသားတဲ့ပုံစံမျိုးနဲ့ကိုကစားသွားတာပါ။ ဘရူနိုဆေးဘာဟာအဲ့ဒီပွဲမှာတော့သူ့ရဲ့ပုံစံကောင်းတွေကိုချပြနိုင်ဖို့ရုန်းကန်ခဲ့ရပါတယ်။ဒါကြောင့်မို့လို့ပရိုမိုရှင်းဘက်ကတစ်စစ်နိုင်ပြီးဂျိုရှွာဘန်နဲ့ထပ်ပြီးပွဲတည်ပေးလိုက်တာပါ။ဒီပွဲကပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်မယ်ဆိုတော့အထူးတလည်ပြောစရာ မလိုပါဘူး။ဂျိုရှွာဘန်ကလည်းသူ့ကိုရှင်ထိုးမဲ့ပြိုင်ဘက်မျိုးကိုရှာနေတာပါ။ဘရူနိုဆေးဘာကလည်းအဲ့ဒီလိုပြိုင်ဘက်မျိုးပါပဲ။ ဖက်ပြောရရင်ဂျိုရှာဘန်နဲ့ပွဲဖြစ်လိုက်တဲ့အနေအထားတွေဆိုရင်ပြိုင်ဘက်တွေအားလုံးကချင်းလူငယ်ဖိုက်တာလေးထက်ပိုပြီးလူကောင်ကြီးသူတွေများပါတယ်။ဘရူနိုဆေးဘာကတော့ဂျိုရှာဘန်နဲ့တိတ်ပြီးကွာဟားမှာမဟုတ်ပါဘူး။ရမောင်းအဖြစ်ရှင်းကြည့်မယ်ဆိုရင်ဂျိုရှာဘန်ကတောင်နေနေလေးပုံမြင့်မယ်ထင်ပါတယ်။ဒါကြောင့်မလို့ဒီတစ်ခါမှတော့ကျွန်တော်တို့မြန်မာပြည်သက်တွေမြင်ကျင်နေကြတဲ့ body size အရွယ်တူအရက်မောင်းတူတဲ့ပြိုင်ပမျိုးနဲ့ထိုးတာမျိုးကိုကြည့်ရတော့မဲလို့ကြိုပြီးပြောလို့ရားနေပါပြီ။ ပြိုင်ဘက်အနေထားနဲ့ပတ်သက်လို့တော့ချင်းလုံငယ်ဖိုက်တာလေးကအခုလိုမှတ်ချက်ပေးသွားခဲ့ပါတယ်။ပြိုင်ဘက်ကလက်ပတ်မပြေးဘူးဆိုရင်တော့ကျွန်တော်လည်းပွဲသိမ်းပြနိုင်ပါတယ်။သူ့ဘက်ကဘလို့ပုံစံမျိုးကစားလာမဲဆိုတဲ့အပေါ်မှာပဲမူတည်တာပါ။ကျွန်တော်ဘက်ကတော့ပွဲသိမ်းရလက်ကုံမဖြစ်မနေယူပြမဲဆိုတဲ့ပုံစံမျိုးနဲ့ကစားမှမဟုတ်ပါဘူး။ခွန်ရေးပေါ်လာရင်ယူမယ်ပေါ်မလာရင်မယူပါဘူးကျွန်တော်ကတော့ဒီပွဲမှာလဲပါပါနဲ့နဲ့ကစားမှပါလို့ပြောဆိုသွားခဲ့ပါတယ် ဆက်လက်ပြောပြမယ့်အကြောင်းအရာကတော့လာမယ့် UFC 316ပြိုင်ပွဲမှာကျွန်တော်ပြည်သက်တွေကိုစောင့်ကြည့်စေခြင်းနဲ့တွဲဆိုင်နှစ်ခုအကြောင်းဖြစ်ပါတယ်။ဒီတွဲဆိုင်တွေကရန်ကြီးကောင်းနေလို့ပြောတာမျိုးတော့မဟုတ်ပါဘူး။နည်းနည်းလေးထူးခြားမှုရှိလို့စောင့်ကြည့်စေခြင်းသာဖြစ်ပါတယ်။ပြမဆုံးအနေနဲ့ကျွန်တော်တို့အရှိတောင်အာရှကနိုနီရှားဖိုက်တာတယောက်ရဲ့ပွဲစဉ်လဲပရီလင်ကောင်းစင်အောက်မှာပါဝင်လျက်ရှိပါတယ်။အဲ့ဒီဖိုက်တာရဲ့နာမည်ကဂျီကာဆာရာဂီဖြစ်ပါတယ်။ သူဟာ UFC ကောင်းစင်အောင်မှာစုစုပေါင်း၃ပွဲထိုး၂ပွဲရှုံး၁ပွဲနိုင်ရလတ်ပိုင်ဆိုင်ထားသူပါထူကြတဲ့အချက်ကအဲ့ဒီတပွဲပဲအနိုင်ရပြီမဲ့သူကအဲ့ဒီပွဲမှာ performance bonus ဆုတောင်းဆုခုခဲ့သူဖြစ်ပါတယ်ဒီတစ်ခါမှာတော့သူ့ကိုမျက်နှာသက်တောင်ကိုရီးယား fighter တယောက်နဲ့ပွဲတယ်ပေးထားပါတယ်သူနဲ့တွေ့မဲ့တောင်ကိုရီးယား fighter ကအခုမှ UFC စင်မြင့်ထက်မှာစပီကလကဖွင့်ပွဲထိုးရမှာပါဒီတွဲဆိုင်က prelim ကောင်းစင်အောက်မှာပါဝင်လာမှာဖြစ်ပါတယ် နောက်ထပ်စောက်ကြည့်စေခြင်းနဲ့တွဲဆိုင်ကတော့ Makeup ကောင်းစက်အောက်က Patchy Mix ရဲ့တွဲဆိုင်ဖြစ်ပါတယ်။ Patchy Mix က BFN နဲ့လန်ခွဲပြီး UFC နဲ့ပြောင်းလဲလက်တွဲခဲ့သူပါ။သူဟာ Bladder Promotion ကောင်းဆက်အောက်ကနေထုတ်သက်ခဲ့သူဖြစ်ပြီးဘဏ္ဍဝိတ်တန်းမှာချက်မြက်ကွက်တွေစက်တိုက်သိမ်းပိုက်ခဲ့သူဖြစ်ပါတယ်။ BFN နဲ့သူတို့လမ်းခွဲအပြီးမှာတော့ UFC ကသူ့ကိုခေါ်ယူစာချုပ်ချုပ်ဆိုကဒီပြိုင်ပွဲမှာစပီးခွင့်ရေးပေးလိုက်တာပါ။ သူ့ကိုဗနဝိတ်တန်းကနိုင်ပွဲဆက်နေတဲ့မာရီယိုပေါ်တစ်စတာနဲ့ပွဲတည်ပေးထားပါတယ်။ B Fighter နှစ်ယောက်စလုံးဟာနောက်ဆုံးကစားခဲ့တဲ့ခုနှစ်ပွဲဆက်တိုက်အနိုင်ယူထားသူတွေပါ။ Sharp Promotion က Fighter တွေဟာ UFC စင်မြင့်ထက်ရောက်လာပြီဆိုရင်ထင်လောက်ကြီးတော့လက်စွမ်းပြနိုင်သေးတာမဟုတ်ပါဘူး။ Rania Director တောင် ranking အတွက်မဝင်သေးတဲ့ပြိုင်ဘက်မျိုးတွေနဲ့စပီကလပ်ကဖွင့်ခဲ့ရလို့အခုလို return ကောင်းတွေရယူပြနိုင်တာဖြစ်ပါတယ်။ မချီမက်ကတော့ဘယ်လိုပုံစံမျိုးစွမ်းဆောင်သွားမှုလဲဆိုတာဒီတစ်ပတ်မှာစောင့်ကြည့်သွားစေချင်ပါတယ်ဆလဘီဝမ်ချမ်ပီယံရှစ်နဲ့ UFC အကြားဘလောက်ထိကွာဟားချက်ရှိလဲဆိုတဲ့အကြောင်းအရာလေးကို ရိုင်းနီယာဒီရက်တာကိုယ်တိုင်ထုတ်ပြောလာတဲ့စကားတွေကိုကိုကာပြီးတင်ဆက်ချင်ပါတယ်။ဒီကဘာကျော်ပရိုမိုရှင်းနှစ်ခုအကြားကွာဟားချက်ဘလောက်ထိရှိတယ်ဆိုတာတော့ကျွန်တော်တို့ပြည်သက်တွေကိုအထူးတလဲပြောနေစရာမလိုပါဘူး။အစအစအရာရာကိုကွာဟားလွန်ပါတယ်။ ို့တော့လေ UFC ကိုဝမ်ချမ်ပီယံရှစ်ပြီးရင်ဘယ်ပရိုမိုးရှင်းကလိုက်ပြီးရှင်းနိုင်လဲဆိုတဲ့မေးခွန်းကလည်းနောက်ထပ်ထပ်ပြီးမေးရမယ့်မေးခွန်းမျိုးဖြစ်နေပြန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကမ္ဘာကျော်ပရိုမိုးရှင်းကြီး UFC ကိုလိုက်ပြီးခုံညင်းရှင်းနိုင်တဲ့ပရိုမိုးရှင်းမျိုးကလည်းအခုထိထွက်ပေါ်လာခြင်းမရှိသေးလို့ပါပဲ။ Rania Derrida ကတော့ One Championship မှာလည်းနှစ်ထပ်ကွန်ချန်ပီယံဖြစ်တဲ့အထိအောင်မြင်မှုတွေရယူခဲ့သလိုလက်ရှိ UFC မှာလည်းနိုင်ပွဲတွေဆက်တိုက်ရယူပြနေတဲ့ Fighter ပါ။ ။တနည်းဆိုရရင်ဒီ promotion နှစ်ခုအကြောင်းကိုကောင်းကောင်းသိနေတဲ့ fighter လို့ဆိုလို့ရပါတယ်။အဲ့လို fighter မျိုးကဒီကမ္ဘာကျော် promotion ကြီးနှစ်ခုအကြားဘလောက်ထိကွာဟနေတဲ့ဆိုတဲ့အချက်တွေကိုအခုလိုပဲပြောပြသွားခဲ့ပါတယ်။အကြီးမားဆုံးကွာခြားချက်ကတော့အခုကျွန်တော်ပွဲတွေအဆက်မပြတ်ရနေတာပါပဲ။ One Championship မှာတော့ကိုကပွဲပွဲဖက်နီပေးဖို့စက်တိုက်ကိုတောင်းဆိုခဲ့ရတာပါ။ဒီခါလေးပွဲရဖို့နှစ်နဲ့ချီအောင်တောင်းဆောင်ဆိုင်ရပါတယ်။ နောက်ဆုံးတော့ကျွန်တော်လည်းအဆက်မပြတ်ပွဲထိုးရတဲ့ပုံစံမျိုးဖြစ်လာပါပြီ။ဒီမှာကကိုလိုချင်တဲ့ပွဲအရေးအတွက်ပုံစံမျိုးထက်တောင်ပိုစိတ်သေးတယ်ထင်ပါတယ်။ UFC ကိုရောက်လာတာတိတ်ကိုကောင်းလွန်ပါတယ်။ Fighter တိုင်းအတွက်နောက်ဆုံးပန်းနိုင်နေရာမျိုးပါပဲ။ကျန်တဲ့ဘိုင်းတွေကတော့နည်းနည်းလေးမှကိုရှင်ပြောလို့မရပါဘူး။လက်ရှိပြမှတ်ကတော့ UFC Champion ဖြစ်လာဖို့ပေါ့။ ရောဘတ်နဲ့ပွဲမှာသာစွမ်းဆောင်ရည်ကောင်းတွေချပြနိုင်မယ်ဆိုရင်ချန်ပီယံကပ်စင်ကာပူနဲ့အများကြီးနှိစက်သွားနိုင်မှာတယ်လို့ပြောဆိုသွားခဲ့ပါတယ်နောက်ဆုံးအနေနဲ့ပြောပြခြင်းနဲ့အကြောင်းအရာကတော့ရှေ့လာမဲ့ဇွန်လ9ရက်နေ့စနေနေ့မနက်ပိုင်းမှာကျင်းပမဲ့15 night 32ပြိုင်ပွဲနဲ့ဆက်ဆက်နေတဲ့သတင်းတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကပဲ Israel သူရှီယာကိုဟန်ကနှုတ်ထွက်သွားလို့ဒီပြိုင်ပွဲရဲ့ခေါင်းပွဲကဖျက်သိမ်းလိုက်ရပြီဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ မနေ့ကတော့ဒီပြိုင်ပွဲမှာပါဝင်ထိုးသက်ဖို့စီစဉ်ထားတဲ့ Rumble လက်နဲ့ Confronto ပွဲလဲထပ်ပြီးပြဲသွားပါပြီ။ဘာဖြစ်လို့လဲဆိုတော့ Rumble လက်ဟာဒီပွဲထိုးဖို့ချင့်ကရင် Wicket လောက်တဲ့အနေထားကနေစေယုံကိုပိုလိုက်ရပါတယ်။လက်ရှိမှာတော့နေမကောင်းဖြစ်ပြီးစေယုံမှာတင်ထားရတာပါ။အဲ့လိုကြောင်ရင်ကြောင်သူနဲ့ကော်ထွန်းတို့ထိုးမဲ့ပွဲကတရားဝင်ဖြတ်သိမ်းလိုက်ရပြီဖြစ်တဲ့အကြောင်းကာယကရှင်ကိုယ်တိုင်ကစတိတ်တက်တင်ထားတာတွေ့ရပါတယ်။ ဒါကြောင့်မလို့1 Fight Night 32ပြိုင်ပွဲမှာအဓိကပွဲချင်း2ပွဲပြတ်သွားပြီလို့ဆိုလို့ရပါတယ်။ငိုကလေးကမှဒီပြိုင်ပွဲမှာထည့်သွင်းထားတဲ့တွဲဆိုင်အရေးအတွက်ကသိပြီးမများပါဘူး။ Promotion ဘက်ကလက်ရှိအနေထားမှာတော့တွဲဆိုင်9ခုပဲကျန်တော့ပါတယ်။အဲ့ဒီပုံစံမျိုးနဲ့ကျင်းပသွားမလားဆိုတာဆက်ပြီးစောင့်ကြည့်လိုက်ကြရအောင်ဗျာ။ လာမယ့်နေ့တွေမှာလည်း MMA လောကကနောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို notification ယူထားကြပါဦးခင်ဗျာ